Ruby ကတဲ့ဘောင်းခုနတောင်းကိုတောင်းဒါမှမဟုတ် American dollar ကိုပင်လန်တမိုးရှိတဲ့အိန္ဒိယကကရွေးအတွက်သုံးဆွဲမဲ့ပမာဏဖြစ်ပါတယ်။ဤဒီကတော့ခင်မီအားကောင်းပြီးတော့တတိအနေထားမှာရှိတဲ့စစ်တပ်တစ်ခုတည်ဆောက်ဖို့အတွက်အိန္ဒိယရဲ့ပုံမကြီးမားတဲ့ရီမန်ချက်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။မနေ့ကအိန္ဒိယစစ်တပ်ရဲ့အမြင့်ဆုံးဆုံးဖြတ်ချက်ချမရေးအဖွဲ့ဖြစ်တဲ့ကာကွယ်ရေးဝယ်ယူရေးကောင်စီ DAC က အစည်းအဝေးကျင်းပခဲ့ပါတယ်။ဤကောင်စီကမြည်ဒီလက်နက်တွေကိုဝယ်ယူမှန်တဲ့မြေမြငွေသုံးဆွဲမယ်ဆိုတဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ခဲ့ကြပါတယ်။ဤအစည်းအဝေးမှာသူတို့ကအမေရိကန်ဒေါ်လာ6ဘီလီယံတောင်မရှိတဲ့လက်နက်အစ်တွေကိုအတည်ပြုခဲ့ပါတယ်။စစ်တပ်အဖွဲ့အစည်းတစ်ခုစီရရှိမဲ့အရာတွေကိုကြည့်ကြရအောင်။အိန္ဒိယကြီးတမတော်အတွက်ကြီးတာကတော့အဓိကအရာ၃မျိုးရရှိမှာဖြစ်ပါတယ်။1 NAC ဒုံးကျည်စနစ်ဖြစ်ပါတယ်။ဤဒီမှာတော့ပြည်တွင်းထုတ်လုပ်ထားတဲ့တင့်ကာစန့်ကျင်ရေးဦးတည်ချက်ရှိဒုံးကျည်ဖြစ်တယ်။ជីတာဟာဤဒုံးကျည်တွေကို2000ထက်မနည်းဝယ်ယူมาဖြစ်ပါတယ်။နေ့ကတော့မြေပြင်အခြေဆိုင်မုတ်ပိုင်းအလစ်စနစ်ဖြစ်ပါတယ်။ဤဒီမှာတော့ truck ကားတွေပေါ်မှာတပ်ဆင်ထားတဲ့ထောက်လန်းရေးစနစ်ဖြစ်ပါတယ်။၎င်းတို့ကရန်သူရဲ့လှုပ်ရှားမှုတွေကိုခြေခံပြီးတော့ခွဲခြားတတ်မှတ်ပေးမှာဖြစ်ပါတယ်။၃ မြန်နှုတ်မြင့်ယင်တွေဖြစ်ပါတယ်။ဤဒီမှာတော့မြည်ရည်နေရာဒေတာမဆူသွာလာနိုင်တဲ့ခိုင်မာတဲ့ယင်တွေဖြစ်ပြီးတော့စစ်ဘက်ဟာဗီတွေနဲ့စင်တူမှာဖြစ်ပါတယ်။၎င်းတို့ကိုစစ်သားတွေနဲ့ပစ္စည်းတွေတည်ဆောင်မှုအတွက်အသုံးပြုမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့အိန္ဒိယရေတအတွက် ဖြစ်ပါတယ်။ရေတဟာစင်တဲ့ရေ platform တိမော်ရီရရှိမှာဖြစ်ပါတယ်။ဒါတွေကတော့တင်ကားတွေယင်တွေနဲ့စစ်သားတွေကိုတည်ဆောင်နိုင်တဲ့ကြီးမားတဲ့ယင်ငုတ်တိမော်အမျိုးအစားဖြစ်တယ်။၎င်းတို့ကဤတပ်ဖွဲ့တွေကို စစ်ပွဲစုံကိုတိုက်ရိုက်ပို့ဆောင်နိုင်မှာဖြစ်တယ်။တဘာဝ BNL တွေဖြစ်ပွားပြီးတဲ့နောက်ကယ်ဆယ်ရေးတမမို့လူသားချင်းစာနာမှုလုပ်ငန်းတွေအတွက်လည်းအသုံးပြုနိုင်ပါတယ်။ဒါအပြင် ရေတကရရှိမဲ့အရာတွေက30မီလီမီတာရေတအမြောက်တွေဖြစ်ပါတယ်။အစစ်မြေပေါ်ပွားပြီးတော့တော်ပီတိုတွေရေအောက်ဒုံးကျင်တဲ့ဆင်တူတဲ့အရာတွေဖြစ်တယ်။86မီလီမီတာစူပါရပစ်အမြောက်များတဲ့အတွက် smart KN တွေရရှိမှာဖြစ်တယ်။ဒီ စင်တရေတမောတွေကိုရေတအတွက်အဓိကတိုးတက်မှုတစ်ခုအဖြစ်ယူဆမှာဖြစ်ပါတယ်။အိန္ဒိယလေတအတွက်ကတော့လေတကတော့ collaboration long range target saturation ကိုခေါ်တဲ့စနစ်ကိုရရှိမှာဖြစ်ပါတယ်။အဲ့ဒါကတော့စုစု drone တွေဖြစ်ပါတယ်။အတူတကွပြန်တန်းပြီးတော့မှတိုက်ခိုက်တဲ့ drone တွေစုစိုက် drone တွေကိုခေါ်ခြင်းဖြစ်ပဲ၎င်းတို့က ိုယ်တိုင်ပြန်တက်မယ်ဦးတီချက်ရှာဖွေမယ်ပြမတွေကိုရှာဖွေနိုင်တာဖြစ်တယ်တကောင်းတော့ကီလိုမီတာတထောင်ထက်မနည်းပြန်တန်းနိုင်ပြီးတော့ညိနိုင်ကိုကိုကိုဖြက်စီတိုက်ခတ်မှုလှုပ်ဆောင်မှာဖြစ်ပါတယ်ဤဒုံးဤပညာအသိကစစ်ပွဲတွေမြေတို့ဖြစ်ပွားမြေကိုပြောင်းလဲစေနိုင်မှာဖြစ်တယ်လေတာကတော့ရုရှားနေပြီးတော့ S400 ဒုံးကြီးတွေကိုဝယ်ယူမှာဖြစ်ပြီးတော့စင်းတစ်ခုလုံးမဟုတ်ပဲဒုံးကြီးများတာဖြစ်ပါတယ်လောင်းတို့ထဲမှာအချို့ကိုပါကစ္စတန်ကိုစန့်ကျင်တဲ့စစ်စစ်စင်ရေးစင်း စင်တော်အတွင်အသုံးပြုခဲ့ပြီးတဲ့အတွက်ယခုအစားထိုးနေခြင်းဖြစ်ပါတယ်။ကုန်ကျစရိတ်နဲ့ထုတ်လုပ်မှုတွေနဲ့ပတ်သက်ပြီးတော့စင်တဲရေတင်မောတွေကတော့ဤအစီအစဉ်အသစ်ရဲ့အကြီးဆုံးစိတ်ပိုင်းဖြစ်တယ်။၎င်းတို့က၄စင်းကိုတိဆောက်မှာဖြစ်ပြီးတော့တစင်းကိုတန်1000တက်မနဲ့၄ချိန်ရှိမှာဖြစ်တယ်။၎င်းတို့ကဂတိ3000ကိုကျမှဖြစ်ပြီးတော့ဆိုလိုတာကတော့စုစုပေါင်းတုံးဆမှုရဲ့40ရာခိုင်နှုန်းဟာဤတင်မော၄စင်းအတွက်ဖြစ်ပါတယ်။ မြေဒီအိန္ဒိယတင်မောချင်းမစိုးတိဆောက်ရန်တင်တာတင်တွင်းနိုင်ပြီးတော့အကောင်းဆုံးဆိုပြုချက်ရှိသူကစာချုပ်ရရှိမှာဖြစ်ပါတယ်။ဤစီမံကိန်းမှာပြည်တွင်းနဲ့နိုင်ငံခြားပြည်သူတွေပါဝင်တဲ့ဥပမာနာကနာကဒုံးကျည်တွေမိုဘိုင်းယူရိတာတွေနဲ့ယင်တွေကိုအိန္ဒိယမှာထုတ်လုပ်တော့လဲ S400 ဒုံးကျည်တွေကိုတော့ရုရှားကနေတင်သွင်းမှာဖြစ်ပါတယ်။ Stock C ရဲ့တုံ့ပြန်မှုကြေညာချက်ထုတ်ပေါ်ပြီးတဲ့နောက်မှာအိန္ဒိယကာကွယ်ရေး Company Stock Market တွေတက်လာခဲ့ပါတယ်။ ကိုချင်းတင်မောချင်းကတေတမခွန်နဲ့ရာဂနုံတက်ပြီးတော့ Brad Dynamite ကတော့တေတမ6ရာဂနုံတက်ရှိခဲ့ပါတယ် Brad Electronic ကတော့တေရာဂနုံကတက်ရောက်ခဲ့ပါတယ်ဤဒီမှာစင်ဆက်အဓိက Stozy အညွန်းဖြစ်တဲ့ပိတ်စေချစင်ကက်ဒီတိုင်းဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်ဒါတော့ဖရန်စုအချိန်တော့မဟုတ်ပါဘူးအော်ဂလမန်အိန္ဒိယကကဒေပေါင်း6000ခန်းထောင်ကမန်အမေရိကန်ဒေါ်လာ ခရမ6ဘီလီယံတန်ဖိုးရှိတဲ့လက်နက်တွေကိုအတည်ပြုခဲ့ပါတယ်အဲ့ဒီနောက်3လမပြည့်မီအချိန်အတွင်းမှာပဲအိန္ဒိယကကာကွယ်ရေးအတွက်ဂရေပေါင်း1.5လက်နီဗာအတည်ပြုခဲ့ပါတယ်အဓိကယူမန်ချက်တစ်ခုရှိပါတယ်ရေစီယူမန်ချက်ကတော့အိန္ဒိယဟာ၎င်းရဲ့တမတော်တွေကိုခင်မီစီလိုပါတယ်ခင်မီတမတော်တို့ခုမှစင်တဲ့ရေတမတော်တွေ drones အုပ်စုတွေနဲ့ mobile radar တွေကဲလို့တော့အရာတွေလိုအပ်ပါတယ်။ဤရာတွေအားလုံးဟာ27ရာစုစစ်ပွဲအတွက်အရေးကြီးပါတယ်။နောက်တစ်ခုကတော့ရေတိုရင်မှန်းချက်ပါကစ္စတန်နဲ့ဗိဒ္ဓဘခရီအတွက်လက်နက်များများစွာအသုံးပြုခဲ့ပါတယ်။အဲဒါကြောင့်အိန္ဒိယဟာ၎င်းတို့ကိုအမြန်အစားထိုးပြီးတော့ပြန်လည်ဖြစ်တင်ခြင်းဖြစ်ပါတယ်။ဤကာကွယ်ရေးအတူပြုချက်အများနဲ့တူအိန္ဒိယဟာဆင်းနေတဲ့ဒင်းစကားတွေပြပုတ်နေပါတယ်။အဲဒါကတော့ကျွန်တော်စစ်ပွဲတော့မလို့လာဘူး။ဒါပေမဲ့ကျွန်တော်အစင်တဲ့ရှိနေတယ်ဆိုတဲ့သဘောဖြစ်ပါတယ်။